အားလုံးပဲမင်္ဂလာပါအရှင် MMA Channel ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပွဲပြတ်သွားပြန်ပြီဖြစ်တဲ့အနာတိုလီမာလီခင်နဲ့အာဂျန်ဘူလာတို့ရဲ့ heavyweight ပေါင်းစည်းပွဲတွဲဆိုင်အကြောင်း1 championship နဲ့စာချုပ်ချုပ်ဖို့ဆွေးနွေးနေတဲ့ UFC heavyweight champion ဟောင်ဂျီ Francis Ngannou ရဲ့အကြောင်းကွဲပြဲတွေဖြစ်နေတဲ့ဖိလစ်ပိုင်ရဲ့နာမည်ကျော်တိုက်ခိုက်ရေးအဖွဲ့ Team Lucky ရဲ့အကြောင်း ချန်ဒလာနဲ့ပွဲမဖြစ်ခင်ခွန်နာမက်ဂရီဂါရဲ့မူလအစီအစဉ်အကြောင်းတို့ကိုစူးစီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။အနာတိုလီမာရီခင်ဟာဆိုရင်ပြီးခဲ့တဲ့2023ခုနှစ်ကတည်းကခပတ်လူခွင့်ရတဲ့နေပြီဖြစ်တဲ့ဖိုက်တာတဦးပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ပြိုင်ဘက်ဘူလာကရှောင်ပြေးနေခဲ့လို့အနာတိုလီမာရီခင်ကလည်းထိုင်ဆောင်နေရင်းနဲ့ပွဲဝေးသွားခဲ့ရပါတယ်။ အာဂျန်ပူလာနဲ့လည်းအဆင်မပြေနိုင်သေးတဲ့အနေအထားမှာဝမ်ကဖေဖော်ဝါရီလမှာတော့မာလီခင်ကိုခေရီဂရီရှန်ကိုနဲ့ဂျားဖြတ်ချန်ပီယံလူပွဲဆိုပြီးပွဲတည်ပေးလိုက်ပါတယ်။အဲ့ဒီပွဲမှာလည်းမာလီခင်ကနိုင်ရရှိခဲ့ပြီးဂျားဖြတ်ချန်ပီယံဖြစ်လာပါတယ်။အဲ့ချိန်ထိလဲဘူလာကနောက်ထိုးပွဲအတွက်အဆင်မပြေသေးပြန်ပါဘူး။ဒါကြောင့်အနာတူလီမာလီခင်ကလည်းထပ်ဆောင်ခဲ့ရပြန်ပါတယ်။ ဩဂုတ်လမှာပွဲတည်ပေးခဲ့ပေမဲ့လည်းပွဲပြတ်ခဲ့ရပါတယ်။ဒါကြောင့်အနာတိုလီမာလီခင်ကိုဒါရိုင်နီယာတီရိုက်တာနဲ့နောက်တပွဲတည်ပေးလိုက်ပါတယ်။မစ္စတာချက်ထရီကလည်းအာဂျန်ဘူလာအပေါ်တီးခန်နိုင်စွမ်းကုန်ဆုံးလာခဲ့ပါတယ်။ပွဲထိုးဖို့ထပ်ပြေးနေအောင်မယ်ဆိုရင် heavyweight champion ခပတ်ကိုဖြုတ်ချမယ်ဆိုပြီးရာဇတန်ပေးလိုက်ပါတယ်။အဲ့ဒီအခါကျမှအာဂျန်ဘူလာလည်းပွဲထိုးဖို့လက်ခံလိုက်ပါတယ်။ အာဂျန်ဘူလာနဲ့အနာတိုလီမာလီခင်တို့ရဲ့ခပတ်ပေါင်းစည်းပွဲဟာဆိုရင်ဒီလထဲမှာကျင်းပမယ့်1598ပြိုင်ပွဲရဲ့ခေါင်းပွဲအဖြစ်ပွဲတည်ပေးထားပါတယ်ပွဲတည်ပေးထားပြီးမဲ့လည်းပြိသက်တွေကတော့ရှောင်ပြေးတတ်တဲ့ဘူလာကြောင့်တထစ်ချမယုံကြည်နိုင်ပဲဖြစ်နေခဲ့ရပါတယ် တကယ်လဲပြိတက်တွေထင်သလိုပါပဲပွဲထပ်ပြတ်သွားခဲ့ရပါပြီပြီးခဲ့တဲ့ရက်ပိုင်းမှာကလေးကအာဂျန်ဘူလာနဲ့မာလီခင်တို့ရဲ့ပွဲပြတ်သွားပြီဆိုတဲ့သတင်းတွေကို1 Championship နဲ့နီးစပ်တဲ့သတင်းသမားတွေရေးသားဖော်ပြခဲ့ကြပါတယ်ဒါပေမဲ့လေ1ရဲ့ထောက်ပြန်ကြေညာချက်ကိုစောင့်ကြည့်ခဲ့ရပါတယ်။အခုတော့အနာတိုလီမာလီခင်နဲ့အာဂျန်ဘူလာတို့ရဲ့ပွဲပြတ်သွားကြောင်းကို1 Championship ဘက်ကနေမှတည်ယဝင်ထောက်ပြန်လာပြီဖြစ်ပါတယ်။ ပွဲပြဲရတဲ့အကြောင်းရင်းကိုတော့တရားဝင်ထုတ်ပြန်ထားတာတော့မရှိသေးပါဘူး။မာလီခင်ဘက်ကအဆိုအရတော့ဘူလာကြောင့်ပွဲပြတ်သွားခဲ့ရတာလို့သိရပါတယ်။မာလီခင်ဟာပွဲအတွက်လေ့ကျင့်နေတဲ့ပုံတွေကိုတော့လူမှုကွန်ရက်မှာအမြဲတင်နေတဲ့သူပါ။ဒါကြောင့်သူ့ဘက်ကနှုတ်ထွက်တာတော့မဖြစ်နိုင်ပဲဘူလာနှုတ်ထွက်သွားတာပဲဖြစ်ဖို့များပါတယ်။ တကယ်ဆိုရင်တော့ one championship အနေနဲ့ဘူလာကိုခပတ်ဖြုတ်ချတင်နေပြီဖြစ်ပါတယ်။မဟုတ်ရင်လည်းဘူလာကနောက်ထပ်တည်ပေးတဲ့အခါတွေမှာထပ်ပြီးတော့ရှောင်ပြေးနေဦးမှာပါပဲ။ one championship အနေနဲ့သူတို့ရာဇတ်တန်ပေးထားတဲ့အတိုင်းလုပ်မလားဆိုတာကတော့အဆောင်ကြီးအောင်ပါပါ။ဆက်လက်ပြီးတော့1 championship နဲ့စာချုပ်ချုပ်ဖို့ဆွေးနွေးနေတဲ့ UFC heavyweight champion ဟောင်း Francis Ngannou ရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မကြာသေးခင်ကပဲ Heavyweight Champion ကြီး Francis Ngannou ဟာဆိုရင် UFC အဖွဲ့အစည်းနဲ့တရားဝင်လမ်းခွဲသွားခဲ့ပြီဖြစ်ပါတယ်။ UFC ဘက်က Francis Ngannou ကိုစာချုပ်တစ်ချုပ်နိုင်ဖို့အတွက်စ조사ခဲ့ပေမဲ့လည်းဘလို့မှအဆင်မပြေနိုင်တာကြောင့်နောက်ဆုံးမှာတော့လမ်းခွဲလိုက်ရတာဖြစ်ပါတယ်။ အဓိကကတော့ထိုးကြီးပြဿနာအဆင်မပြေခဲ့တာပဲဖြစ်ပါတယ်။ Francis Ngannou ဟာဆိုရင်အရင်ကတည်းကထိုးကြီးနေတာနဲ့ပတ်သက်ပြီး UFC ကိုမကြည်နပ်ပါဘူး။ပြီးခဲ့တဲ့2022ခုနှစ်မှာကတည်းကထိုးကြီးနေတဲ့ UFC ကိုလူသိရှင်ကြားဝေဖန်ခဲ့ပူပါတယ်။ UFC ဘက်ကလည်း Francis Ngannou ကို ထိုးကြီးတိုးပေးပြီးစာချုပ်တက်ကန်လန်းခဲ့ပါတယ်။ heavyweight တန်တမိုင်းတစ်လျှောက်လုံးမှာစံချိန်တင်အမြင့်ဆုံးဖြစ်မဲ့ထိုးကြီးနဲ့ကမ်းလှမ်းခဲ့တာပါ Francis Ngannou တောင်းဆိုတာတွေကိုလည်း UFC ကတတ်နိုင်သမျှလိုက်ရောပြီးညှိနှိုင်းပေးခဲ့ပါသေးတယ်ဘလို့မကိုအဆင်မပြေခဲ့တာပါဒါကြောင့်နောက်ဆုံးမှာတော့လမ်းခွဲခဲ့ရပြီး Francis Ngannou ဟာ free agent fighter တယောက်ဖြစ်လာခဲ့ပါတယ် Francis Ngannou ဟာဆိုရင်အရင်ကတည်းကပေါင်စင်ပိုင်းကိုပိုဝတနာပါတဲ့သူပါ ထိုးစည်းပိုရတာကြောင့်လည်းဘောက်စင်ပိုင်းကိုပူပြောင်းချင်နေခဲ့တာပါ UFC နဲ့လမ်းခွဲပြီးနောက်ပိုင်းမှာတော့ဘောက်စင်ပွဲတွေထိုးဖို့ညှိနှိုင်းနေပြီလည်းဖြစ်ပါတယ်ဒါအပြင် Francis Ngannou ကိုခေါ်ယူဖို့အတွက်ကမ်းလှမ်းထားတဲ့ MMA အဖွဲ့အစည်းတွေလည်းရှိနေပါဗါးအဲ့ဒီအဖွဲ့အစည်းတွေကတော့ PFL နဲ့ One Championship တို့ပဲဖြစ်ပါတယ် Francis Ngannou ကိုယ်တိုင်ကလည်းသူ့ကိုအဲ့ဒီအဖွဲ့အစည်းတွေကခေါ်ယူဖို့အတွက်ကမ်းလှမ်းထားကြောင်းကိုအတည်ပြုထားပါဗါး သူ့အနေနဲ့လည်း MMA ကစားဖို့လည်းလမ်းဖွင့်ထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့အန်ဂါနိုဘက်ကတောင်းဆိုမဲ့အချက်တစ်ချက်တော့ရှိပါတယ်။အဲ့ဒါကတော့အဖွဲ့အစည်းနဲ့စာချုပ်ချုပ်ထားပေမဲ့လည်းသူ့ကိုဘောက်စင်ပွဲထိုးတက်ခွင့်ပေးဖို့ပဲဖြစ်ပါတယ်။ UFC တုန်းကလည်းဒီအချက်တောင်းဆိုခဲ့ပါသေးတယ်။တကယ်လို့တခြားအဖွဲ့အစည်းတွေကဒါဒီအချက်တွေကိုခွင့်ပြုထားမယ်ဆိုရင် Francis Ngannou ကိုခေါ်ယူနိုင်ခြေရှိပါတယ်။ဆက်လက်ပြီးတော့အကွဲပြဲတွေဖြစ်နေတဲ့ဖိလစ်ပိုင်နိုင်ငံကျော်တိုက်ခိုက်ရေးအဖွဲ့ Team Lage ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ Lage ဆိုတာကတော့ဖိလစ်ပိုင်နိုင်ငံအခြေစိုက်ဖြစ်ပြီးတော့ဘူရှူကိုအခြေခံတဲ့တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။အဲ့ဒီအဖွဲ့အစည်းကနေ Fighter ကောင်းများစွာထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ဝမ်ချန်ပီယံရှစ်မှာထိုးတက်နေတဲ့ Team Lucky ကဖိုက်တာတွေလည်းအများအပြားရှိနေပါတယ် Team Lucky ကဖိုက်တာတွေဟာဆိုရင်ဝမ်ချန်ပီယံရှစ်မှာချန်ပီယံဖြစ်တဲ့အထိလည်းအောင်မြင်ခဲ့ကြပါတယ် Team Lucky ကနေ Champion ဖြစ်တဲ့ Fighter 4ဦးအထိလည်းပေါ်ထွက်ခဲ့ပါတယ်။ဒါပေမဲ့လည်းလက်ရှိမှာတော့တအိုးမှခပတ်မရှိကြတော့ပါဘူး။နောက်ဆုံး Champion ဖြစ်တဲ့ Joshua Pasio ကလည်း Jerry Bruce ကိုရှုံးသိမ်းခဲ့တဲ့နောက်ပိုင်းခပတ်ကိုလက်လွတ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ Team Lucky အဖွဲ့အတွင်းမှာအကွဲပြဲတွေဖြစ်နေပြီးတော့အဲ့ဒီအဖွဲ့က fighter တွေကလည်းနှုတ်ထွက်နေကြပါတယ်။ပထမဆုံး lightweight champion ဖြစ်တဲ့ Wayne Fighter ကြီး Adurat Flyang နှုတ်ထွက်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ bantamweight champion Hong Kevin Billingon ပြီးတော့ strawweight champion Hong Joshua Pasio တို့အပြင်တခြား fighter တွေပါနှုတ်ထွက်ကုန်ပါပြီ။ Tim Lage ကနေနှုတ်ထွက်သွားတာနဲ့ပတ်သက်ပြီးတော့ Kevin Balagon ကတော့ကျွန်တော်အနေနဲ့ Tim Lage ကနေနှုတ်ထွက်ကြောင်းတရားဝင်ထုတ်ပြန်ချင်ပါတယ်။ Tim Lage ဆိုတဲ့နေရာလေးတစ်ခုကကျွန်တော်16နှစ်ကြာရှိခဲ့တဲ့နေရာတစ်ခုပါ။ဒါကြောင့်ဒီကနေနှုတ်ထွက်ဖို့ဆုံးဖြတ်တာဟာမလွယ်ကူပဲတော်တော်လေးခက်ခဲပါတယ်။ဒီလိုဆုံးဖြတ်ရတာတော်တော်လေးဝမ်းနည်းဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့ရဲ့နီးပြမဆန်ချောင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့ကောင်းကောင်းအဆုံးတက်နိုင်ခဲ့ကြပါတယ်လို့ပြောသွားခဲ့ပါတယ် လက်ရှိမှာတော့ Team Lucky အဖွဲ့အစည်းအတွင်းထဲမှာဘာပြဿနာတွေရှိနေသလဲဆိုတာကတော့သိချာမသိရသေးပါဘူး Champion ခပတ်တွေလက်လွတ်ခဲ့ရတဲ့အပြင်အဖွဲ့က Fighter တွေစွမ်းဆောင်ရည်ကြလာတဲ့နောက်ပိုင်းမှာအချင်းချင်းစိတ်ဝမ်းကွဲလာကြတာမျိုးလည်းဖြစ်နိုင်ပါတယ်တခြား Fighter တွေကလည်း Team Lucky ကနေနှုတ်ထွက်သွားကြောင်းကြေညာထားကြပေမဲ့ဘာကြောင့်နှုတ်ထွက်သလဲဆိုတာကတော့မပြောထားကြပါဘူး ဆက်လက်ပြီးတော့ Chandler နဲ့ပွဲမဖြစ်ခင် Conor McGregor ရဲ့မူလအစီအစဉ်အကြောင်းပဲဖြစ်ပါတယ်။ Conor McGregor ဟာဆိုရင်ခြေတော့တန်ရာအကြောင်းကာလရှည်အနားယူခဲ့ရပါတယ်။ပရိသတ်တွေလည်း Conor ရဲ့ comeback ကိုတော်တော်လေးစောင့်ဆိုင်လိုက်ရပါတယ်။လက်ရှိမှာတော့ Conor McGregor ဟာ MMA လောကထဲကိုပြန်ဝင်လာခဲ့ပြီပဲဖြစ်ပါတယ်။ ချက်ချင်းပွဲပြန်ထိုးခြင်းတော့မရှိသေးပဲအရင်ဆုံးနီးပြအနေနဲ့ဝင်လာခဲ့တာပါခွန်နာမက်ဂရီဂါဟာဆိုရင် UFC ရဲ့ fighter တစ်ရှာဖွေရေးဖြစ်တဲ့ The Ultimate Fighter ပြိုင်ပွဲမှာနီးပြအဖြစ် Michael Chandler နဲ့အားပြိုင်သွားကြမှာပါလက်ရှိမှာတော့ရိုက်ကူးရေးတွေစတင်နေပြီးမေလမှာထုတ်လင်းပြသမှာပါ The Ultimate Fighter မှာနီးပြတွေအဖြစ်အားပြိုင်ပြီးရင်တော့ခွန်နာမက်ဂရီဂါနဲ့ Michael Chandler တို့ဟာ တန်စကားထဲမှာအားပြိုင်ကြရမှာပါ။ယခုနှစ်နောက်ပိုင်းမှာတော့သူတို့နှစ်ဦးကိုပွဲတည်ပေးမှာဖြစ်ပြီးတော့ပရိသတ်တွေကလည်းဒီတွဲဆိုင်ကိုစိတ်ဝင်စားနေကြပါတယ်။ဒါပေမဲ့ခေါနာမက်ဂရီဂါရဲ့မူလအစီအစဉ်ကတော့မိုက်ကယ်ချန်ဒလာနဲ့ထိုးတက်ဖို့မဟုတ်ပါဘူး။ခေါနာစဉ်းစားထားတဲ့ပြိုင်ဘက်ကတော့သူ့ရဲ့ခါးသီးပြိုင်ဘက်လို့လည်းပြောလို့ရတဲ့ Nate Diaz ပဲဖြစ်ပါတယ်။ ကော်နာဟာ Nate Diaz နဲ့အရင်ဆုံး TUF မှာနီးပြအဖြစ်အားပြိုင်ပြီးပွဲထိုးဖို့စဉ်းစားထားတာပါ။ဒါပေမဲ့လည်း Nate Diaz က Tony Ferguson နဲ့ထိုးဖို့စာချုပ်ထပ်မချုပ်တော့ပဲ UFC နဲ့လမ်းခွဲသွားခဲ့ပါတယ်။ဒါကြောင့် Nate Diaz နဲ့ထိုးမဲ့ Conor McGregor ရဲ့အစီအစဉ်ကလည်းဖြစ်မလာတော့ပဲ Michael Chandler နဲ့တာပွဲတည်ပေးလိုက်ရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းခုထိကွန်နာမန်ဂရိတ်ကာက Nate Diaz နဲ့ပွဲထိုးဖို့စံသားရှိနေသေးဖြစ်ပါတယ်။ဒါပေမဲ့လည်း Nate Diaz က UFC နဲ့စာချုပ်မရှိတော့တာကြောင့်ဖြစ်လာနိုင်ခြေတော့နည်းနေပါတယ်။ UFC က Nate Diaz ကိုစာချုပ်ပြန်ချုပ်မှပဲဖြစ်လာနိုင်တော့မှာပါ။ဒါအပြင်ကွန်နာမန်ဂရိတ်ကာက Welterweight Champion ခပတ်ကိုစိန်ခေါ်ထိုးတက်ချင်နေတယ်လို့ပြောလို့ရပါတယ်။ပွဲဝေးထားတာအပြင်စွမ်းဆောင်ရည်အရာတော့ကွန်နာမန်ဂရိတ်ကာအတွက် Champion ဖြစ်ဖို့ဆိုတာတော့မလွယ်ဘူး။ ူတော့ပါဘူး။ဒါပေမဲ့လည်းပုံရိပ်မြင့်မားတဲ့ fighter ဖြစ်တာကြောင့်ပြိတ္တအားပေးမှုကတော့လည်းများနေပါတယ်။အရှင် MMA channel ကနေမှနောက်ဆုံးရရှိထားတဲ့ MMA သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တို့အူးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ပြီးတော့အာရှင် MMA Channel ကနေမှနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ MMA သတင်းအကြောင်းအရာတွေတင်ဆက်ပေးတိုင်းလွဲချော်မသွားအောင်အခုအာရှင် MMA Channel လေးကို Subscribe လုပ်ရသင့်ရင် Subscribe လုပ်ထားနိုင်ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့် video တွေမှာပြန်ဆုံတွေ့ကြပါစို့